အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမှာကတော့ဆရာမောင်စိန်ဝင်းပတိကုံရဲ့စာပေဟောပြောပွဲတစ်ခုမှကောက်နှုတ်ထားသောဆောင်းပါးထုတ်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်တင်ဆက်ဖတ်ပြမဲ့သူကတော့ reader ဝင်းနင်းစာဖြစ်ပါတယ်ရှင်ဆောင်းပါးကောင်းစဉ်လင်းယုံငှက် လင်းယုံငှက်ဟာကဘာပေါ်မှာအသက်အရှည်ဆုံးငှက်တစ်မျိုးဖြစ်ပြီးအသက်80အထိအသက်ရှင်နေထိုင်နိုင်ပါသည်ဒါပေမဲ့သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက်သူတို့ရဲ့အသက်40မှာခက်ခဲတဲ့ဖြစ်စဉ်အတွက်အရေးကြီးတဲ့အဆုံးဖြတ်ချက်တစ်ခုကိုချကြရပါတယ်သူအသက်40ရောက်တဲ့အခါမှာတားကောင်ကိုဖမ်းဖို့အတွက်သူ့ရဲ့လက်သေးတွေဟာစတင်ပြက်စီးလာပါတယ် နှုတ်သီးတွေကလည်းရင်ဘတ်ထီအောင်ရှည်ပြီးကောက်လာတယ်။အတောင်တွေကလည်းအရန်လေးလံလာပါတယ်။အမွေးတွေကလည်းအရန်ထူလာတဲ့အတွက်ပြန်ရတာလည်းအရန်ပင်ပန်းလှပါတယ်။သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ်တော့ပဲအသေးခံမလား။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ဖြတ်တန်းပြီးအသက်ဆက်ရှင်မလား။မစွန့်စားပဲတည်ရတာထက်စာရင် စွန့်စားပြီးတည်ရတာကပုံမြက်ပါလိမ့်မယ်။ဒါကြောင့်အလွန်မြင့်တဲ့တောင်တစ်ခုစီကိုပြန်တန်းသွားပြီးအတိုက်တစ်ခုတီးဆောက်လိုက်ပါတယ်။ပြီးတော့ထပ်မပြန်တန်းပဲအဲ့ဒီမှာပဲနားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကြော်ဖြတ်ဖို့အစကနေအဆုံးအထိ ရက်ပေါင်း150တို့မဟုတ် နှစ်တဝက်နီးပါးကြပါတယ်ဒီတော့သူဟာ ပထမဦးဆုံးသူ့ရဲ့နှုတ်သီးကိုကြောက်ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်ပြီးတော့နှုတ်သီးအစ်စ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့စောက်ဆိုင်နေခဲ့ရပါတယ်နှုတ်သီးအစ်စ်ထွက်လာတော့အဲ့ဒီနှုတ်သီးနဲ့ပဲခြေသေးတွေကိုတစ်ခုပြီးတစ်ခုဆွဲနှုတ်ရပါတယ်ခြေသေးအစ်စ်တွေ ထွက်လာမှ ူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခုနှုတ်ပြရပြန်ပါတယ်အတောင်မှန်အစ်စ်တွေထွက်လာတော့သူ့ရဲ့ခက်ခဲစွာဖြတ်တန်းရတဲ့ရက်ပေါင်းက150ပါပဲအဲ့ဒီနောက်မှာတော့လင်းယုံငှက်ဟာသူ့ရဲ့ကြော်ကြားလာတဲ့ပြန်တမ်းမှုတွေကိုနောက်ထပ်နှစ်ပေါင်း30မြတ်ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီးအသက်80အထိအသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်ဒီအဖြစ်အပျက်ကတော့ change ဆိုတဲ့ပြောင်းလဲမှုကိုပြောချင်တာပါတခါတည်းမှာကျွန်တော်တို့ဟာဘဝအတိတ်တစ်ခုအတွက်ခက်ခဲတဲ့အဆုံးဖြတ်ချက်တွေချကြရပါတယ်ဘဝကိုအောင်အောင်မြင်မြင်နဲ့ဆက်လက်ဖြတ်သန်းခြင်းရင်တော့ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ့်မယ်ကျွန်တော်တို့ဟာအတွေးအခေါ်အသစ်တွေကိုလက်ခံခြင်းစိတ်ရှိတာနဲ့အမျှအတွေးအခေါ်အဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ် ကိုယ့်ရဲ့အစွမ်းအစတွေပေါ်ထုတ်နိုင်ပြီးလှပတဲ့အနာဂတ်အသစ်တွေကိုတည်ဆောက်နိုင်ရပါမယ်။တရိတ်ဆန်ဖြစ်တဲ့လင်းယုံငှတ်တောင်ဒုက္ခနာကိုမှရှိတဲ့မလိုလားအပ်တဲ့အင်္ဂါအစိတ်အပိုင်းကိုနှုတ်ပယ်နိုင်သေးရင်အတိညာဉ်ရှိတဲ့လူသားတွေကရောကိုကိုကို change မလုပ်နိုင်ကြဘူးလားလင်းယုံငှတ်ဟာနာကျင်ခက်ခဲစွာ ပြောင်းလဲပြစ်ရတာပါ လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိဘဲအတွေးအခေါ်အဟောင်းအမူအကျင့်အဟောင်းမကောင်းတဲ့ဇယိုက်တွေကိုမစွန့်လွတ်နိုင်ကြဘူးလားမပြောင်းလဲနိုင်ကြဘူးလားဒီအတိုင်းဆက်သွားမလားဆိုတာစဉ်းစားစီခြင်းပါတယ်မောင်စိန်ဝင်းပတိကုံအခုလိုဆရာမောင်စိန်ဝင်းပတိကုံဤလင်းယုံငှက်ဆောင်းပါတို့လေးကိုနားဆင်အားပေးကြသောကလစ်ကာအပေါင်းနှင့်ပန်းခူးသူများအပေါင်းကိုစိတ်နှပြဘေးရန်ကွာ၍ အတွေးအသည့်အမြင်အသည့်များပွင့်လန်းနိုင်ကြပါစီ ပြောင်းလဲမှုမှန်သမျှကို မကြောက်မရွံ့ပဲနေ့ရက်တိုင်းကို အကောင်းဆုံးကြော်ဖြတ်နိုင်ကြပါစီ အခုလိုတူတာယတအစာပေတွေ အချစ်ကြပြလေးတွေဝတ္ထုတို့ဝတ္ထုရှိဆောင်းပါးလေးတွေကို အချိန်ပေးပြီးနားဆင်ပေးကြသော စာပေချစ်သူများအားလုံးကို Freedom for Future ဤအဖွဲ့သားများအားလုံးကိုစာကျေးဇူးအထူးတင်ရှိပါတယ်ရှင် အရှိကဖက်ပြသွားတဲ့လင်းယုံငှက်ဆောင်ပါးနဲ့အတူနောက်ထပ်စာဖတ်သူအရန်ကြိုက်တဲ့ဆရာမောင်စေဝင်းပတိကုံးရဲ့ကြပြလေးတစ်ပုဒ်နဲ့အဆုံးသတ်ပြစီရှင်ကြပြခေါင်းစဉ်ဂျင်းစီစနစ်တကျဖြက်စည်းပုံသွင်းမြီးတွေလိုဖြင်းအောင် စီမံထားတဲ့တားလျှောပညာရေးစနစ်အမှားရဲ့တားကောင်တွေပဲလို့ထင်ခဲ့မိတာ။ မူရစ်ဆေးဝါးစီးပွားရေးထောင်ချောက်ထဲဂိမ်းဆွဲရင်းလမ်းပြောက်အညှောက်မထွက်နိုင်တဲ့မျိုးစေ့တွေအဖြစ် အပြစ်မြင်ချစ်ခင်မှုနဲ့ရင်နာမိတာနှွေဦးတော်လန်ရေးမှာတော့တော့ခတ်ထားလို့မရတဲ့မင်းတို့အုံနှောက်ချင်းချောက်မရတဲ့မင်းတို့ရဲ့စိတ်သက်တိစီကံရှိတဲ့ညီညွတ်ချင်းတွေနဲ့မင်းတို့ကအစွမ်းကုန်ပွင့်ပြခဲ့ကြတယ်မင်းတို့ကိုအကြိမ်ကြိမ်ဥညွတ်ရင်းလင်းလူလူအာယုံကိုမျော တို့ကြွေးကြော်စုအေးတော်ပုံအောင်ရမည်မင်းတို့အားလုံးအာဇာနည်ကြည်နူးကြည်ကွဲကြမျက်ရှိမောင်စိန်ဝင်းပတိကုံး